ဘယ်တော့ဒုက္ခဆုံးရသွားမလို့ဒါမို့ဒုက္ခရင်မြုံတို့ဟုတ်နော်ဒုက္ခဆုံးရသွားမလို့ဆိုတာနဲ့ဒုက္ခရင်မြုံတို့ဆိုတာအတူတူထင်တယ်နော်ဟုတ်နော်အဲ့ဒီသွားမလို့ခြေဦးလှဲရအောင်မလို့ဟုတ်ဗျာလှဲလိုက်တော့ဒီအမှတ်ကိုမှတ်နေရင်အမှတ်ကဘုသူတောင်းယူတော့မတွေးဖြစ်ထားဖို့တောင်းယူလားဟင်အမှားမရှိရင်တွေးမှာပဲ ဟုတ်နော်တို့ဒီကုန်းနေဖြစ်နေတဲ့ဒုက္ခတရားသားမှာပြက်ပင်းတွေ့ဟာတမတ်တည်းမပူဘူးဟုတ်ပါဘူးတုံးမကတွေးလို့ဖြစ်တာဟုတ်မဟုတ်ဟုတ်ပါဘူးခင်ဗျာဟုတ်မဟုတ်ပြက်ပင်းတွေ့တယ်တမတ်တည်းမပူဘူးနော်တကယ်လောကဓာတ်နဲ့တွေ့လို့ခါတဲ့ဒုက္ခတမတ်တည်းမပူဘူးတုံးမကတွေးလို့ဖြစ်တာဟုတ်နော်ဟုတ်တယ်နော် တွေ့ပါခင်ဗျားတို့လုတ်ခေကြတာလေနောက်ပြန်တွေးလို့ဖြစ်တာငါမူလောက်ရှိတယ်ပဋိပြန်တွေးလို့နောက်ကျောင်းပြန်တွေးလို့ဖြစ်တာငါမူရှိတယ်နော်ဟုတ်မဟုတ်ငါဘယ်တော့ငါဘာလုတ်ခဲ့မိလို့ွာဘာသာမလုတ်ခဲ့မိရင်ဟင်ဒုက္ခကြုံရင်လေဒါမို့ငါဘာမလုတ်ခဲ့မိလို့ွာဘာသာလုတ်ခဲ့ရင် နောက်ပြန်တွေးလို့ဖြစ်တဲ့ဒုက္ခငါမူတာရှိတယ်နော် ရှေ့မျောပြီးရာနိုးရာနိုးနဲ့ဓမ္မသားရှိသနောမရောက်သေးတဲ့နေရာကိုလှမ်းပြီးမျောတဲ့ဟာအမျောဓမ္မသားရှိတဲ့ဟင်နောက်ခါပြန်ပြီးဒုက္ခခံရတာကသမြုပ်ပြန်တာငါမှုသားရှိတဲ့ပဲ့ပင်းကဘလောက်တို့ဓမ္မတဲ့မပူဘူးအဲ့ဒီဓမ္မကိုဖျားလည်းခံရပါတယ်ရဟန္တာလည်းခံရအကုန်ခံရတယ်နော်ဖျားကောဖျားလောကရာမခံရဘူးလား ခက်ခတာပဲဟုတ်နော်သူတော်သူဓမ္မသားရှိတာအဲ့ဒီဓမ္မသားပေါ့ဒုက္ခကိုဒုက္ခမှန်သိတဲ့အတွက်တတိနဲ့ကျော်သွားတယ်ဖရာယဟနာကတတိနဲ့ကျော်သွားတယ်ဟင်ဒုက္ခဒုက္ခဒုက္ခမှန်မသိတော့အဲ့ဒါလိုက်ပြီးရှာလို့ရင်လုံမယ်မိတ်လို့ရင်လုံမယ်ထင်တယ်ဟင်ဒုက္ခကိုပဲလိုက်ပြီးရံလုံးထားမဟုတ်ဘူးလားဒုက္ခကိုပဲလိုက်ပြီးမိတ်လုံးထားမဟုတ်ဘူးလားဒုက္ခမသိတော့ဒုက္ခဒုက္ခမှမသိတော့ ဖျားတဲ့ရာနာတော့ငုတ်ငုတ်မှန်းပြီးတော့ငုတ်ကြော်သဘောဟင်ခလုတ်ခလုတ်မှန်းပြီးတော့ခလုတ်ကြော်သဘောတို့ကငုတ်ငုတ်မှန်းသိလို့လားဟင်ငုတ်မှန်းမသိတော့တိုက်သဘောဒါပဲกว่าလေခါတော့တမတ်တမပုတ်ဘူးအဲ့တော့ဒီတမတ်ကိုဒီကိုကိုကိုကြည့်နေတဲ့ပုဂ္ဂိုလ်ကဒီတမတ်မကြော်နိုင်ဘူးလားကြော်နိုင်ပါကြော်နိုင်တာနော်ဒုက္ခဖြစ်တဲ့ဒုက္ခကြော်နိုင်တယ်ဟုတ်ဗျာဒီဒုက္ခဖြစ်တဲ့ဒုက္ခကြော်နိုင်တယ် ဟုတ်ဗျာဟင်ကဲအဲ့ဒါတို့ဒုက္ခလမ်းဆုံးကိုသွားဖို့ရာအတွက်သမထလို့ပါလို့တော့တတိကသမထတောင်းယူတယ်ဟုတ်တတိနဲ့မှနေတွေးဦးမလားဗျာမတွေးရင်ကိလေသာညှိနှာပဲလေသမထညှိနှာပြောတာလေဟင်ဟင်ဒီနောက်ကအတိကနေပြီးဝိပဿနာပေါ်ပါလိမ့်မယ်ဒုက္ခဆုံးကိုဝိပဿနာကပို့မှာတတိနောက်ကအတိကပို့လိမ့်မယ်ဟုတ်နော် ဟင်တတိကခုနကဟိုလမ်းဘောကိုတင်ပေးတာထင်တယ်ဟင်လမ်းဘောကိုတတိကတင်ပေးပါလိမ့်မယ်မှတ်ပါမရခြင်းနေမှတ်ပါမသိခြင်းနေမှတ်ပါမှတ်ပါများလာခြင်းမသိဘဲနေလို့ကိုမရဘူးဟုတ်နော်အတွေးတွေဘလောက်ပဲသွားနေနေဒုကဒုအမှတ်မှတ်နေပါအတွေးတွေသူ့နောက်ကိုတတိမပါရင်အရာပါခံလို့မရဘူးမှတ်ကြည့်ပါမှန်ပါ သူ့နောက်ကတတိပါပြီးမှသူကအရသာခံလို့ရတာကိုသူ့နောက်ကတတိမလိုက်ရင်သူအရသာခံလို့မရဘူးအရသာခံလို့မရရင်ဒီတတိနေရာလာကတ်တော့တာပဲနော်တတိနေရာသူလာကတ်အရောမှာပေါ့ကိုအပြင်ရတာကာမရတာမတွေ့ရင်ဒီဓမ္မရတာဝင်ပေါ်စားနိုင်မယ်ဟုတ်ဗျာအဲ့တော့ဟိုမတိရကောင်းလားညာမလုပ်ပါနဲ့ဟုတ်ကလားဘာမှမတွေ့ပေါင်းလို့မစဉ်းစားပါနဲ့ဟုတ်နော် မှန်ပါအမခိုင်းတာထင်နော်မှန်တယ်ကြည်တယ်ရှူတယ်အတူတူအဲ့ဒါကိုကိုကိုပြာကြည့်ခိုင်းနေတာထင်တယ်ဒုက္ခဆိုတာဟုတ်မဟုတ်ဒုက္ခဆိုတာဟုတ်မဟုတ်ဟုတ်နော်ဟင်ဖရာဟောတဲ့ဒုက္ခဟုတ်မဟုတ်ဒုက္ခထင်နေတဲ့ဒုက္ခဟုတ်မဟုတ်ကိုကိုကိုပြာကြည့်ခိုင်းဟုတ်တယ်လားဟင်ကြည်ရအောင်မေတို့ဒီဒါနာလေးဒီလာလေးနှုတ်ဒီကွယ်နှလုံးနဲ့မပြီးနဲ့ဟင် နှုတ်ဒီကွနှလုံးခါစိတ်ခါပဲရှိသေးတယ်ခြေခါပြီးရင်လမ်းကိုရွေးပါဦးဟုတ်နော်လမ်းရွေးပြီးရင်အဲ့ဒီကိုသွားမဲ့လမ်းကိုဖုံးအောင်သွားပါဟုတ်တယ်နဲ့ဒုက္ခဆုံးခုနကတတိကလမ်းမတင်တာထင်တယ်အတိကလမ်းဆုံးကိုပို့မှာမဟုတ်ဘူးလားသဘောပေါက်ဘူးလားတောက်တောက်သုံးချင်းပါလေဆရာဒီမှာကျတော့အေးတော့လေဟိုနည်းနည်းမပါဘူးနော် ဆေးပြေဝါပြေပေါ့ဗျာအဲ့ဒါမျိုးတွေကရောဟိုကိုယ်စိတ်ထဲမှာကဆေးပြေဝါပြေရလို့ရည်ရွယ်ရင်ဒီနေ့တီးဆောက်ထားတဲ့တီလာမပြတ်ဘူးလို့ဆိုလိုတာဗျာတပည့်ကကတ်မိတာမဟုတ်ပါဘူးတော့စိတ်တင်လို့မေးတဲ့လူကတောက်နေတယ်ဆိုတော့ဘုန်းကြီးလည်းနားလဲပါတယ်ဒီဥစ္စာနဲ့ပတ်သက်လို့ဘုန်းကြီးတို့ တော့မေးနေပါပြီဟန္တာမထေတပါးပဲနော်ရှင်မကိစီလားမလားဝိနည်းရဟမ်မဟုတ်မဟုတ်သင်္သကရပုတ္တဇဉ်ဘုရားနဲ့နောက်တော့ဥယင်နာဆိုတာဟုတ်မဟာဝမလာပါတယ်နော်ဉာဏ်တော်မထေတပါးပဲသူ့ရဲ့ခေါင်းမှာဥယင်နာဆိုတာပေါ်တယ်ဒီဥယင်နာဟာဘာလဲဆိုတော့ဘုန်းကြီးတို့အခုထိမသိပါဘူးရှေ့ဆရာတော်ကြီးတွေဘာသာပြန်မယ်နော်အဲ့ဒီဥယင်နာကသူကဘာနဲ့ကုမပြောက်တယ်ဆိုတော့ရှင်ကိုချက်လိုက်ရတယ် စီချက်ပြီးတဲ့အခါစီထဲမှာအရက်နည်းနည်းထည့်ရတယ်။အဲ့ဒီထည့်ပြီးအဲ့ဒီအခါကိုမိဝဲမှဒီယောဂါကပြောက်တယ်။အဲ့ဒီတော့ဒီယောဂါပြောက်ရင်အတွက်ဒီအရက်ပါနေတဲ့ဒီစီကိုသုံးဆွဲတဲ့မသုံးဆွဲတဲ့ကိုဘုရားရှင်ထံတင်ပြလျောက်ထားတော့ဘုရားရှင်ကအဆင်းလည်းမထင်ရှားဘူးအနှံ့လည်းမထင်ရှားဘူးနော်။အရက်သာလည်းမထင်ရှားဘူးဆိုရင်တော့သုံးပါဆိုပြီးခွင့်ပေးထားတယ်။ဒါကတော့မထင်ရှားတဲ့ဟာ ထင်ရှားတာကိုတော့မဆိုလိုဘူးနော်အဲ့တော့ဒီအရေးခုနကအဥ္ဇာကထင်ရှားမထင်ရှားကိုယ့်အကိုဆုံးသတ်ထင်ရှားပါလေနဲ့ဒါမထင်ရှားပါဘူးလို့တော့သွားမလုံနဲ့နောက်တစ်ခုဟင်းနေပေါ့ဟင်းနေတယ်မှာပြဿနာဘုန်းကြီးသိသလားပေါ့နော်ဘုန်းကြီးတို့ဝဲဦးကြောင်းဝဲဦးကြောင်းဘယ်လိုလုပ်တယ်လဲဆိုတော့ကိုမေးကြည့်လိုက်တော့သူကအရင်နေနေထားတာ ဲ့တော့အရင်နဲ့နေထားပြီးတော့မှသူကနေလန်းတော့မှသူကပိုးတွေဘာတွေမတွေ့ဘဲနဲ့ကြာစိတ်ခံတယ်။ဒီဝဲဥကြောင့်စားတယ်မစားတယ်ဆိုတာဒီအာနဲ့အာရနဲ့ပတ်သက်လို့လေဘုရားရှင်ထံတင်ပြတော့အရက်ကအစင်အနတ်အရသာမထင်ရှားခဲ့ရင်ဟင်းထဲမှာရောထားတော့လေစားခွင့်ဘုရားဆိုဘုရားပြုတ်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ယဟန်ဒီကဆုံးခါတော့လူတွေလုံးတဲ့အစာအာဟာရကိုစားရတာ။ဒီစားရတဲ့မှာတချို့ကအရင်ဒီလိုအရက်တွေထက်ထက်ပြီးချက်ထားပြီးရှိတယ်။ ိတယ်တော့ဘယ်နဲ့လုံမလဲဆိုတဲ့ဒီပြဿနာပေါ်တော့လောင်းတဲ့ဓမ္မအရက်ပါလားလဲမသိမပါဘူးဆိုတာလဲမသိဘူးမသိတော့အနံ့လည်းမတင်ရှားဘူးအရသာလည်းမတင်ရှားဘူးဆိုရင်တော့စားပါဆိုပြီးဘုရားရှင်လည်းခွင့်ပြုထားပါတယ်အဲ့ဒါတော့ကိုယ့်ဟာကိုယ်ချိန်ပြီးတော့နော်